ဟယ်လို good afternoon ပါအာကျွန်တော်နှစ်ချင်းခရိယာပါဒုတိယမွေးချင်းခံပြီးရဲ့ born again မီယိုဖလာနှစ်ချင်းခရိယာ generation 40မြောက်ဒုတိယမွေးချင်းခံပြီးတဲ့နှစ်ချင်းခရိယာဖြစ်ပါတယ်အဲ doctrine လေးပါအာကျွန်တော်ဒီနေ့ကျွန်တော်အာပြောပြနေတာပေါ့နော်အာ interpretation ပါကျွန်တော်တရားမဟောပါဘူး ကျွန်တော်တရားမဟောပါဘူးเนาะကျွန်တော်အဲမာယွန်းနဲ့ဩဝါဒတွေကိုထောက်ပြပါတယ်ပြင်းထန်စွာထောက်ပြတာဖြစ်ပါတယ်မေတ္တာနဲ့မထောက်ပြနိုင်တော့ဘူးပြင်းထန်စွာထောက်ပြတာဖြစ်တယ်မာယွန်းနဲ့ဩဝါဒတွင်တင်နေတဲ့ကောင်တွေကိုခွေးတွေကိုเนาะအဲနောက်တခါတမာကျန်းစာကိုတန်ရှင်းသောဝိညာဉ်တော်အားဖြင့်မှန်ကန်စွာအ내ပြန်ပြီးတော့နားလည်ဖို့အတွက်ကျွန်တော် interpret လုပ်ပါ အဲဒီနေ့တူချုံလေးပြောချင်တာတော့ဟာပန်တီကုတ်တင်နေပေါ့နော်ပန်တီကုတ်တင်နေဆိုတဲ့အဲတမန်တော်တစ်ပေါ့ဗျာတမန်တော်တစ်နှစ်ပေါ့နော်ပထမတော်နှစ်တစ်မှာပန်တီကုတ်တင်နေရောက်တော့ခါထိုသူအပေါင်းတို့ဒီတညင်တို့ဒီစီဝဲနေကြ ਈ ထိုကလေပင်မုန်တိုင်းကဲ့သို့သောအတန်ဒီတခဏချင်းတွင်ကောင်းကင်မှာ လာ၍ထိုသူတို့နေထိုင်ရာအိမ်ကိုဖြည့်လေထိုကနာချင်းနှင့်ကွဲပြားသောရှာတို့သည်မိရှာကဲ့သို့ထင်ရှား၍ထိုသူတို့အတီးတီးပေါ်၌တည်နေထိုသူပေါင်းတို့သည်လည်းတန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သည့်ဖြင့်ပြည့်၍ဝိညာဉ်တော်သည်ဟောပြောသောအခွင့်ကိုပေးတော်မူသည့်အတိုင်းအမျိုးမျိုးသောဘာသာစကားကိုဟောပြောသောကြလေအမျိုးမျိုးသောဘာသာစကားဆိုတာကျွန်တော်ပြောခဲ့ပြီနော်ဒါက 哦，沙啦啦，巴巴啦，嘻嘻嘻，谢谢谢，哦，巴巴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 ，别别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 别的，巴拉达，一一家个要那个嘞，哎哎哎哎，一时干么好，哎那亏这个，哎哎没有，你们别话的，没有没有把老巴达这个说了，哎嘛，油炸喽，黑皮喽，黑了大喽，格里喽，来电喽，啊啦，哎哎路别话了，哎路别话了，要么喽，喏，阿拉没喽，哎路的别话了，哎那别话了，哎一时干。 အမျိုးမျိုးသောဘာသာစကားဆိုတာဒါပဲနဲ့အဲ့ဒါကိုနားလေတဲ့လူတွေကအဲ့လိုသူတို့နားလေနိုင်တဲ့လူမျိုးပေါင်းစုံရဲ့ဘာသာစကားကိုသုံးပြီးတန်ရှင်းသောဝိညာဉ်တော်အပြင်ဟောပြောတဲ့အခွင့်ကိုပေးတယ်ဆိုတာအဲ့အမျိုးမျိုးသောဘာသာစကားကိုကျွန်တော်အ내ပြန်ပြဒါပဲနဲ့ကျွန်တော်ပြောချင်တာအဲ Pentecostal Day ဆိုတာတကယ်တမ်းတန်ရှင်းသောဝိညာဉ်တော်ဆင်းသက်တဲ့နေ့လို့ပဲလူတွေကသိကြတယ်အမှန်မှန်ကရှင်ဝခရုရဲ့ခန်းကြီးတော့အငယ်တော့မှတခန်းလုံးမှပြောတာ ရှင်ဝခရုံအခန်းကြီး3မှာဒုတိယမွေးခြင်းကိုမခံတော်သူမီကဗျာဒခင်နိုင်ငံတော်မမြင်ရတဲ့ရေနှင့်ဝင်းခြင်းမမွေးတော်သူဟာဗျာဒခင်နိုင်ငံတော်မြင်တော်မမြင်ရဘူးလို့ပြောတာအဲ့ဒါဒုတိယမွေးခြင်းအဲ့ဒါနဲ့ချိတ်ဆက်ပြီးတော့ Pentecostal Day ကိုကျွန်တော်ပြောခြင်းတော့ဒါနဲ့အများသိတာက Pentecostal Day မှာသန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာတယ်လို့ပဲသိတယ်အမှန်မှန်အဲ့ဒီ Pentecostal Day ဟာ တပည့်တော်တွေအဲ့ဒီမှာဂတိတော်ရှိတယ်ယေရှုခရစ်တော်ကမကြမမြင့်မိမှာအတင်တော့အသင်ရှင်သောဝိညာဉ်တော်နဲ့ဗေဒီဆောင်ကိုခံရမယ်ဆိုတော့ဒီဂတိတော်အတိုင်းသူကဆောင်းငန်းလေနေတာပေါ့နော်အဲ့ဒီလတ်ဆာဗာပေါ့နောက်ဆုံးတော့ညစာစာပွဲစားတဲ့အထက်ခန်းမှာသူတို့သွားဆုနေတာဆုနေတာတပည့်တော်ပေါင်း120လောက်ရှိတယ်ခမ်းမန်းကြီး150လောက်လည်းရှိနိုင်တယ်ဒါပေမဲ့တန်ဆာတဲ့မှာတော့120လောက်အဲ့မှာအမျိုးသမီးတွေလည်းပါတယ် မာဂဒလမာရီတို့မေရမာရီတို့အဲ့လိုအမျိုးသမီးတွေလည်းပါတယ်ဗောနော်အအချမ်းပြင်းတော့120လို့ပြောတာဗောတမန်ကျမ်းစာထဲမှာ record လုပ်ထားတယ်အဲအဲ့ဒီမှာသူတို့စုဝေးပြီးတော့အဲ့ဒါ Pentecostal လို့ပဲသူကအဲ့ထဲမှာအဲ့ဒီကျမ်းကိုရေးတဲ့လူကရှင်လူကာလို့ပြောတယ်ရှင်လူကာဂရိလူမျိုးတို့လည်းပြောတယ်ရှင်လူကာဂျူးမဟုတ်ဘူးဂရိလူမျိုးလို့လည်းမှတ်တမ်းနေမှတ်ရအရာ တွေ့ရတယ်ပေါ့နော်အဲသူကဂရိလူမျိုးဟုတ်တယ်မဟုတ်တယ်အဓိကမဟုတ်သူကဂရိဘာသာကိုကျွမ်းကျင်တဲ့သူဖြစ်တဲ့အတွက်တော့ဂရိစာပေကိုကျွမ်းကျင်တဲ့နှက်ဆက်တဲ့ပညာတတ်ဖြစ်တဲ့စီးစီယာလို့လည်းပြောတယ်နော်ရှင်ဘောလူကိုစေကုပေးတာအတပေးတဲ့စီးစီယာလို့ပြောတယ်စီးစီယာလူကာလို့ရှင်ဘောလူကနော်နှုတ်ထွက်ထားတာလည်းရှိတယ်ပေါ့နော်အဲစီးစီယာလူကာဆိုပြီးတော့အဲ့လိုနှုတ်ထွက်တဲ့ ရှင်ကောလူရှင်ပေါ်လူကိုတိုင်ကနေပြီးတော့သူ့ကိုဆေးဆေးရလို့ခေါ်လာတဲ့အာရှိတယ်ကောလောတဲမှာထင်တယ်အဲအဲ့ဒီမှာဆိုပါတော့ထားပါတော့အဲ့ဒါအဲ့တော့ဆေးဆေးရပညာတတ်အဲ့တော့သူကဂရိဘာလာကိုကျွမ်းကျင်တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်သူကဒီ Pentecostal ဆိုတာ Penta ဆိုတဲ့ဒါကိုကျွန်တော်ပြောချင်တာ Penta ဆိုတာငါးပေါ့နော်ငါးကနန်းကိုပြောတာ Hexa ဟဲ့လား tetra tetra so four အဲဒီလိုမျိုးတွေပေါ့နော်ဂရိအတန်အတွက်နဲ့ခတ်ဆင်ဆင်ပေါ့အဲဂရိတကယ်ဂရိအတန်အတွက်ကတော့တမျိုးဖြစ်မှာပေါ့နော်ဒီ panty 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 ကုတ်တင်နေဆိုတာ panda ကိုသုံးတာ panda ကိုသုံးတော့ဒီ luka panda ကိုဘာကြောင့်သုံးလဲဆိုတော့ panty ကုတ်တယ်လို့ဘာလို့ဒီစကားကိုသုံးလဲဆိုတော့သူကဂရိပါလာကျွမ်းကျင်တဲ့သူဖြစ်တဲ့အတွက်ဂရိလို့ပြောတာဖြစ်တယ်ဒါငါးကနန်းကိုပြောတာဖြစ်တယ်ငါးကနန်းဆိုတာအတကနေပွဲလားပါလားမသိဘူးအဲ့လိုပွဲ အဲ့လိုသဘောနဲ့လည်းသက်ဆိုင်တယ်နောက်တစ်ခုကဘာနဲ့လည်းသက်ဆိုင်လဲဆိုတော့ယေရှုခရစ်တော်ဟိုရက်40ပတ်လုံးပေါ့နော်အရှင်မြန်ထမြောက်ပြီးရက်40ပတ်လုံးညီကိုတွေကိုသူကတက်တည်ပြပြီးတဲ့ခါမှာကောင်းကင်ကိုတက်သွားတယ်ကောင်းကင်ကိုတက်သွားပြီးတဲ့ခါဂရီတော်တိုင်ငန်းလင်းနေဖို့ပြောမှားထားခဲ့တဲ့အတိုင်သူတို့က10ရက်မြောက်တဲ့နေ့ဆိုတော့40 + 10 40 plus 10ရဲ့မြောက်နေ့ဆိုတော့အဲ့ဒါ50ဆိုတာဒီကနန်းနဲ့သွားပြီးတော့ရန်ပေါင်း90ပေါ့ 50ကြာမှလည်းလည်းသွားပြီးတော့ဒါချိန်နေတဲ့အတွက်သူကပန်တကုတ်တင်နေလို့ပြောလိုက်တာအမှန်မှန်ကဒီပန်တကုတ်တင်နေဟာဒါဒုတိယမွေးခြင်းခံရတဲ့ရေနှင့်ဝิญဉ်မမွေးသောသူဟာဗျာဒခင်နိုင်ငံတော်မဝယ်ဟာဆိုရေနဲ့မွေးတယ်ဆိုတာဘာကိုပြောတာလဲဆိုတော့နောင်သားနဲ့ဆိုင်တဲ့ပရိသတ်ဒါယောဟန်ဗျာဒခင်စီလို့ထားတာပရိသတ်စီကယောဟန်ထားမှာနောင်သားနဲ့ဆိုင်တဲ့ပရိသတ်ကိုခံတယ် အဒုတိယမွေခြင်းဆိုတာပါလဲဆိုတာအဲ့ဒီရေနဲ့ဝิญဉ်ဆိုတော့ဝิญဉ်နဲ့မွေရမယ်ဝิญဉ်ဆိုတာတန်ရှင်သောဝิญဉ်တော်နဲ့ဗတိဇံခန္ဓာကိုပြောတာအဲရှင်ဝခရုရဲ့အခန်းကြီး၃အဲ့ဒုတိယမွေခြင်းဟာအဲ့ဒီနေ့မှာဒုတိယမွေခြင်းခံရတာတပည့်တော်120 round about ပေါ့နော်120 people ဆိုတော့အဲ့ဒီဟာအထက်ခန်းမှာတန်ရှင်သောဝิญဉ်တော်ရှင်းသက်လာတာဖြစ်တယ်ဆိုတော့အဲ့ဒီမှာ မီးနဲ့ဘက်တစ်ဇန်လို့တချို့ကမှားပြီးပြောနေတာပေါ့နော်အာတန်ရှင်သောဝိညာဉ်တော်ကမီးရှာခဲ့သူသူတို့အပေါ်မှာတည်တယ်ဆိုတော့အဲ့မီးကိုတွေ့တယ်တန်ရှင်သောဝိညာဉ်တော်နဲ့ဆိုတော့မီးနဲ့ဘက်တစ်ဇန်ဒါမဟုတ်တတ်တတ်စီနော်တန်ရှင်သောဝိညာဉ်တော်နဲ့ဘက်တစ်ဇန်ဆိုတာဒုတိယမွေးခြင်းမီးဘက်တစ်ဇန်ဆိုတာတတ်တတ်မီးဘက်တစ်ဇန်ဆိုတာယေရှုခရစ်တော်ကဘာအော်ဖာလုပ်တာလဲဆိုတော့ပလင်တောင်းနဲ့ right hand side နဲ့ left hand side ကိုတောင်းတယ် နော်ယောဟန်နဲ့ယာကုပ်ရဲ့အမိဇေဘေဒဲဇေဘေဒဲသားတို့ဤအမိကတောင်းတာနောက်တစ်ခါမှကျတော့ယောဟန်နဲ့ယာကုပ်ကတောင်းတယ်ပေတူးရလည်းတောင်းတယ်တပည့်တော်တွေအကုန်လုံးကကိုရောတဲ့နိုင်ငံတော်တည်ရဲ့ကြွလာတဲ့အခါကျွန်တော်တို့ကတားပြင်မရဘူးကိုရောနောက်ကိုလိုက်တဲ့အခါမှာအဲနိုင်ငံတော်တည်တဲ့အခါမှာကျွန်တော်တို့ရဲ့ဘယ်အကျိုးကိုရမလဲဆိုတော့အဲလူသားဒီဘုန်းရှိသောပလင်မှာထိုင်တော်မူသောစကားလူသားဆိုတာဘာကိုပြောတာလဲဆိုတော့ son of man son of man ဆိုတာဘာကိုပြောတာဆိုတော့လူစာဒီခံယူရနှုတ်ကပတ်တော် ယေဟောဝါယာဝေခန္ဓာဖြစ်တယ်ဆိုကြတဲ့အကြောင်းသိတာသိပြီးဝင်ခံတဲ့အချိန်ကျရင်အဲ့ဒါပြောတာအဲလူလူသားဒီဘုံရှိသောပြလင်ပေါ်မှာထိုင်တော်မူသောအခါအဲ့ဒီအတိတ်ပဲကနော်ဒါ figurative language language symbolic language spiritual language နဲ့ပြောတာဒါ literally အနဲ့ပြန်လို့မရအောင်အနန္တန်တညာတော်တပ္ပိညုတညာတော်နဲ့ပြောတဲ့အခါမှာ လူသားဒီဘုံရှိသောပြည်ပေါ်မှာထိုင်တော်မူသောကငါးနောက်သို့လိုက်တော်တင်လို့12ခုသောပြည်မှာထိုင်ဣသေလလူ12မျိုးကိုစစ်တော်စီရင်ကြလို့တာအဲ့လိုပြောတာအဲ့ဒီဟာဘာကိုပြောတာလဲဆို figurative language sample language analog analogical language နဲ့ပြောတာ ဒါ spiritual language နဲ့ပြောတဲ့အတွက်ကြောင့်လူသားဆိုတာနှုတ်ကပတ်တော်လူစားဒီခံယူတယ်နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာဖြစ်တယ်ဆိုတော့မင်းတို့ဝင်ခံပြီးလက်ခံတဲ့အချိန်ကြရဲ့အဲလူသားဒီဘုန်းရှိတော်ပြင်ပေါ်မှာထိုင်တော်မူသောအခါအဲ့ဒီအချိန်အဲ့ဒီအချိန်ကိုချိန်ကြတာအဲ့ဒါ transposition လို့ခေါ်တယ်ဗျာဒီကျမ်း3အခန်းကြီး7အငယ်27ငါဒီတကားရှိမှရက်လက်ခေါက်လဲနေအကျဉ်သူဒီငါဤတန်ကိုကြာပြီတကားကိုဖွင့်ထိုသူနဲ့အတူငါစားတော့ပဲ ငါဒီအောင်မြေခမီးတော်ကြီးပြလင်မှာခမီးတော်နဲ့အတူထိုင်နေကြတာဖျက်ပွားမဟုတ်ဘူးเนาะအဲ့ဒါဟာပါလား transfer position ကိုပြောတာငါဒီအောင်မြေခမီးတော်ကြီးပြလင်မှာခမီးတော်နဲ့အတူထိုင်နေတယ်ဘုံတကိုးဤလက်ရပဲဆိုတာအဘုံတော့ဘုံတကိုးကိုပြောတာအမြင့်ဆုံးသောဘုရားရဲ့တန်တရားဆူပါပါဝါတစုတပါးဒီသောဘုရားမိုးနိုတီစင်ကိုပြောတာဖြစ်တယ်เนาะ ငါဒီအောင်မြေခမီးတော်ကြီးပလင်မှာခမီးတော်နဲ့အတူထိုင်နေခဲ့ဆိုနှစ်ယောက်ပူးထိုင်တာနှစ်ပုဂ္ဂိုလ်နှစ်ပါးလို့ပြောတာဟုတ်မိုနိုတီစင်ဖြစ်တဲ့အတွက်ခမီးတော်ကြီးပလင်မှာထိုင်တော်မူသောအခါဆိုဘာကိုပြောတာလဲလူသားဒီဘုန်းရှိတော်ပလင်မှာထိုင်တော်မူသောအခါအဲ့ဒါအဲ့နှစ်ခု link ဖြစ်နေတယ်နော်အဲ့ဒါ vice versa အဲ့ဒါလေးကိုကျွန်တော်ပြောပြရအောင်အဲ့တော့ဒီ pentecostal ဆိုတာရှင်လူကာကနေပြီးသူကဂရိစာကိုကျွမ်းကျင်တဲ့အတွက်သူက penta ဆိုတဲ့ငါးကနန်းကိုတုံးလိုက်တာဒါရက်40 plus 10နဲ့သွားပြီးတော့ အဲချိတ်လို့ရတယ်เนาะတကယ်နေပွဲလို့ထင်တယ်အဲ့ဒီပွဲ90ပေါ့เนาะအဲ့ငါးကနန်းနဲ့သွားပြီးပတ်သက်တယ်တကယ်တမ်းကဒီပန်ဒီကိုတင်ပန်ဒီကိုတင်နေဆိုတာအခြားသောဘာသာစကားကိုပြောတာကြီးပဲမဟုတ်ဘူးအဲတန်ရှင်သောဝိညာဉ်တော်ရဲ့စုကျေးစုကိုရောက်လာအဲတန်ရှင်သောဝိညာဉ်တော်ရဲ့ဗတိဇံခံရတဲ့နေဖြစ်တယ်အဲ့ဒါမှတ်မရရလူပေါင်းမြောက်များစွာတပြိုင်နက်တည်းတပြီးတော့190ကိုတပြိုင်နက်တည်းအဲ့ဒီအထက်ခန်းမှာเนาะတန်ရှင်သောဝိညာဉ်တော်ဆင်းသက်လာတာအဲ့ဒါ ယေရှုခရစ်တော်ရဲ့ကတိတော်ဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်အဲ့ဒါဘွန်ရဂန်အဲ့ဒါတပည့်တော်190အဲ့ဒီမှာဘွန်ရဂန်ဖြစ်တယ်ဒုတိယမူခြင်းခါအဲ့ဒါတန်ရှင်သောဝိညာဉ်တော်နဲ့ဗတ္တိဇံလို့ခေါ်တယ်အဲ့နောက်တစ်ခုကကျွန်တော်ပြောရရင်ဒုတိယမွေခြင်းကြမ်းကြက်ပေါ့နော်ရော၃၃ရှစ်မှာ ယေရှုကဒုတိယမွေးခြင်းကိုမခံတော်သူဖျားသိနိုင်ငံတော်မမြင်ငါအမှန်ကန်ဆိုသည်မိန်တော်နီကောဒင်ကလည်းအသက်ကြီးသောသူသည်မွေးခြင်းကိုအဘယ်သို့ခံနိုင်မည်အမိဝမ်းတဲသောတဖန်ဝင်၏မွေးခြင်းကိုခံနိုင်ပါမည်လို့ဆိုယေရှုကလည်းယင်းနေဝင်ခြင်းမမွေးသောသူမည်သာဖျားသိနိုင်ငံတော်မောရငါအမှန်ကန်ဆို၏ဇာတိမွပတိမွေးသောရာဇာတိပတိဖြစ်ဝင်ခြင်းမွေးသောရာဝင်ခြင်းဖြစ်ဒုတိယမွေးခြင်းခံရမည်ငါဟောပြောသည်ကိုအံ့ဩခြင်းမရှိရလေဒီအလိုရှိသည်တည်းလေးအတန်ကိုကြားတော်လဲတင်းဒီအဘယ်ရကလာအဘယ်ရဖြစ်သည်ကိုမသိနိုင်ထိုနည်းတူဝင်ခြင်းတော်မွေးသောသူဖြစ်လိမ့်မယ်ဆိုတာအဲ့ဒီကြံချက် အဲ့ဒီကြံကြံရော338ပေါ့နော်အဲ့တော့ဝိညာဉ်တော်ဘယ်ဒီဇံဖြစ်ကွာဒုတိယမိုးခြင်းပဲဖြစ်တယ်အဲ့ဒါဟာတန်ရှင်သောဝိညာဉ်တော်ဆင်းသက်လာတဲ့ Pentecostal Day ဟာအဲ့ဒါ120။ဒါတန်ရှင်သောဝိညာဉ်တော်ကလည်းဗတ္တိဇံခံရတာဖြစ်တယ်။အဲ့ဒါကိုဘယ်သူကပေးနိုင်လဲဆိုတော့ယေရှုကတပါးဟာယေရှုတပါးတည်းကနေလို့ဘယ်သူမှတန်ရှင်သောဝိညာဉ်တော်နဲ့ဗတ္တိဇံမပေးနိုင်။အဲ့ဒါကိုဘယ်သူကတက်တဲ့ကံလဲဆိုတော့ဘုရားသခင်ဇေလွတ်တဲ့ယောဟန်ဗတ္တိဇံဆရာယောဟန် ထိုသူဒီငါးနောက်ကြွားလာငါးတက်သားကြီးကြီးမြတ်တော်သူထိုသူထိုသူချင်းနေတော့ကျုံးကဖြေချင်းကမထိုင်ထိုသူဒီလက်တော်ရဲစကောပါကောင်းမိမိကောင်းတဲ့တယ်လို့ရှင်းလေးစေရဲ့ကျုံးသဘာကိုကြီးနိုင်စုသေးတင်လာအဖင်းကမငိမ့်နိုင်တော့မီးနဲ့ရှုံမယ်ထိုသူသူရာတဲ့တန်ရှင်းသောဝိညာဉ်တော်နဲ့လည်းကောင်းမီးနဲ့လည်းကောင်းဗတ္တိဇံပေးမယ်အဲမီးဆိုတော့တန်ရှင်းသောဝိညာဉ်တော်ကိုပြောတာမဟုတ်သူတန်ရှင်းသောဝိညာဉ်တော်နဲ့လည်းကောင်းဆိုတာအဲဒီ Pentecost Coastal Day မှာခံရတဲ့အဲ့ဒါဝိညာဉ်တော်သွန်လောင်းခြင်းဆိုတာအဲ့ဒါ တန်ရှင်သောဝိညာဉ်တော်နဲ့ဗေဒိဇံပြေတယ်အဲ့ဒါယေရှုခရစ်တော်ကပေးတာဖြစ်တယ်ဒါဂတိတော်တန်သူတို့အဲ့မှာစောင့်နေကြဆိုရဲဆိုင်ဂတိတော်ခံရတဲ့အဲ့ဒီနေဖြစ်တယ်နော်မီးဗေဒိဇံကြတော့အဲ့ဒါပါလေဆိုတာအဲ့ဒါပလင်တောင်းရဲ့နော်ပလင် transfer position ကို offer လုပ်တာမာတူးရတော့ငါတဲ့ဗေဒိဇံတခုခံစရာရှိတယ်ယေရှုခရစ်တော်ထိုဗေဒိဇံကိုမခံမိတဲ့အောင်မြေပေါ်မှာငြိမ်သက်ခြင်းကိုဇေလုံးအံ့တော့ငါလာဒီမဟုတ်ဘူး ပဲဒီဆိုင်တခုကိုလည်းငါခံစရာရှိတယ်ထိုပဲစီဆိုင်ကိုမခံမိတဲ့အောင်ငါကြီးအလိုမပြည့်စုံဆိုတာအဲ့ဒါကားတိုင်းလမ်းကိုပြောတာ suffering ကိုပြောတာဟော crucify ကိုပြောတာအဲ့ဘဲဒီဆိုင်မခံမိတဲ့အောင်ငါကြီးအလိုမပြည့်စုံဆိုတာအဲ့ဒါမီးဘဲဒီဆိုင်အဲ့ဒီမီးအဲ့ဒီမှာပြောတယ်ရေတန်ရှင်းသောဝိညာဉ်တော်၎င်းမီးနဲ့၎င်းဘဲဒီဆိုင်ပေးမယ်လို့ယောဟန်သက်သေခံတဲ့အာမတန်ရှင်းသောဝိညာဉ်တော်ဘဲဒီဆိုင်ဆိုတာ at pentecost တဲ့မှာခံရတာနော်မီးဘဲဒီဆိုင်ဆိုတာပါလဲဆိုတော့အဲ့ပလင်တောင်းခြင်း နော်ပလင်ပေါင်းချင်းမှာပထမဆုံးမိဘတိဇံခံရတဲ့သူကဘယ်သူလဲဆိုလို့ရှိရင်တသေးဖန်စတီဖန်စတီဖန်ကအကောင်းဝင်ဖွင့်လှစ်တယ်ကိုငါမြင်တယ်တဲ့လူသားဟာတဲ့ဘုံတကုတ်ရဲ့လက်ရဘက်မှာလူသားကြီးရနေတယ်ကိုငါမြင်တယ်ဆိုတာအဲ့ဒါဘာပြောရလဲဆိုတော့ transfer position ကိုပြောတာနော်အဲ့ဒါမိဘတိဇံဖြစ်တယ်အဲ့မိဘတိဇံဆိုတာမာတူရတွေကို offer လုပ်တာဖြစ်တယ် အဲ့ဒါမိဘတိဇံနဲ့တန်ရှင်းသောဝိညာဉ်တော်ဘတိဇံတသက်စီတန်ရှင်းသောဝိညာဉ်တော်ဘတိဇံဆိုတာဒုတိယမိုးကျုံပေါ်တာမိဘတိဇံဆိုတာမာတူရတွေကို offer လုပ်တဲ့အဲဘတိဇံဖြစ်တဲ့ဆိုရဲကျွန်တော်ဒါလေးကိုကျွန်တော်အ내လာအဖွင့်ပြရတာပေါ့နော်အဲ့တော့ဂရီတော်ကဘယ်မှာပေးတာလဲဆိုတော့တမန်တော်ဝိထု149မှာအာထိုတမန်တော်တို့စုဝေးတော်မှာတဲ့ယေရှုရှင်လင်မြုံမှာမထွက်သွားမီခမီးတော်ကြီးဂရီတော်ဆိုင်းငင်းဆိုင်းငံ့နေမိအကြောင်းမှားတော်မူတယ်ထိုဂရီတော်ကို ဟောပြောတဲ့သင်တို့ဒီကြားသိရပြီဂရိတော်အချက်ဟုံကယောဟန်ဒီရေနိုင်ပရိဇံအနောက်တားနဲ့ပဲဆိုင်ရေနေဝဉ္ဇမမွေးသောသူကဗျာဒိကိနိုင်ငံမဝင်ရဆိုအဲယောဟန်ရဲ့ပရိဇံရေပရိဇံနောက်တားနဲ့ဆိုင်တဲ့ပရိဇံယေရှုခရစ်တော်ကိုယ်တိုင်ယောဟန်ရှိမှာပရိဇံခံပြီးတော့ဒါမှတ်ကန်တယ်ဆိုတဲ့အကြောင်းတက်သိခံတယ်နောက်တားရရမယ်နောက်တားမရဘဲနဲ့ဘယ်တော့မှဒုတိယမွေးခြင်းကိုမခံအောင်အဲအဲနောက်တားနဲ့ဆိုင်တဲ့ပရိဇံဖြစ်တယ် ယောဟန်ရေ၌ဗတိဇံကိုပေးသင်တို့ဒီမကြမမြင့်မီတန်ရှင်သောဝိညာဉ်တော်၌ဗတိဇံခံရမျိုးမိန်တော်မူတယ်။ဒါဂရီတော်နော်။အာထိုတမန်တော်တို့ဒီလည်းစူဝေးတခင်ဖျားယခုခါကိုတော်ဒီဣသီလလူမျိုးကနိုင်ငံလိုပေးတော်မူပြီလို့လျှောက်ကြရနိုင်ငံကိုပြန်ပေးတော်မူလို့လျှောက်ကြရတခင်ပြားကလည်းခမည်းတော်ဤတကိုးတော်အပြင်ရှင်ရင်သောအခွင့်ကိုသင်တို့သိရသောအခွင့်ရှိထို့သောမရှိတော့သင်တို့ဘောတန်ရှင်သောဝိညာဉ်တော်ဆင်းသက်တော်ကော တကိုးခံရယေရှုရှင်လင်မြို့ဝါဆာယူဒပြည်ရှမာရီမြေစည်းဆုံးတိုင်အောင်ငါဤတက်တည်ဖြစ်ကြလေလူစာဒီခံရနှုတ်ကပတ်တော်ယေဟောဝါယာဝေဟာလူစာဒီခံရနှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ bodies of christ ဖြစ်တယ်ဆိုတော့ဝင့်ခန္ဓာအဲ့ဒါဟာ born again ဖြစ်တယ်အဲ့တော့အဲ့ဒါဟာတန်ရှင်သောဝိညာဉ်တော်ကမပေါ်ပြရင်ခမည်းတော်ကမပေါ်ပြရင်သားတော်ဘယ်သူဆိုတာမသိဘူးသားတော်ကအခွင့်မပေးရင်လေခမည်းတော်ဘယ်သူဆိုတာ မသိဘူးခမီးတော်ကအခွင့်ပေးမှသားတော်ဘယ်သူဆိုတာသိပြီသားတော်ကလင်းစေတော်သူမှာခမီးတော်ဘယ်သူဆိုတာကိုသိတယ်အဲ I am the father of one ဆိုတာလူစားဒီခံရတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာယေရှုခရစ်တော်ရဲ့ခန္ဓာ body of Christ ဖြစ်တယ်ဆိုတဲ့အကြောင်းတသက်ခန္ဓာပဲဖြစ်တယ်နောင်တနဲ့ဆိုင်တဲ့ဗေဒိဇံနဲ့တန်ရှင်သောဝိညာဉ်တော်နဲ့ဗေဒိဇံမတူเนาะအဲ့ဒါဟာ ရောသုံးသုံးပါပြောတယ်ရေနှစ်ဝิญဉ်မမွေးတော်သူဆိုတာအဲ့ဒါကိုပြောတာရေဆိုတာနောက်လားနဲ့ဆိုင်တယ်ပဲဒီဆိုင်ဝิญဉ်မွေးတယ်ဆိုတာတန်ရှင်းသောဝิญဉ်တော်နဲ့ပဲဒီဆိုင်အဲ့ဒါ Pentecostal Day မှာဟာအဲ့တန်ရှင်းသောဝิญဉ်တော်ဆင်းလာအဲ့ဒါမီပဲဒီဆိုင်ဆိုတာယေရှုခံတဲ့ပဲဒီဆိုင်ယေရှုခံတဲ့ပဲဒီဆိုင်ဆိုတာ crucify เนาะ crucifying ဆိုတာအတွေ့အုံလုံးကြီးအဲ့ဒါမာတူးရတွေကိုကမ်းလှမ်းတယ်เนาะမီပဲဒီဆိုင်ဖြစ်တယ် အဲ့ဒါလေးကိုလာတင်ပြတာပေါ့ဗျာကျွန်တော်တလောက်ပဲเนาะစာပဲပဲတင်ပြလိုက်တော့မြရှင်ရင်လဲတင်ရတာခက်တယ်ဗျာအဲ့တော့အဲ့ဒါရှင်းလင်းချက်ကိုကျွန်တော်စာနဲ့ရေးပြီးတော့အပေါ်မှာတင်ထားလိုက်ပဲအဲ့ဒါ Pentecostal Day ဆိုတော့လူတွေကတည်တယ် Pentecostal Day အခြားသောဘာအမျိုးမျိုးသောဘာသာစကားပြောတယ်လို့ပြောအဲ့ဒါလောက်ပဲတည်တယ် Pentecostal Day ကအဲ့ဒါတပည့်တော်120ဟာဒုတိယမွေးချင်းခံရတဲ့နေ့ဖြစ်တယ် အဲ့ဒါလေးကိုကျွန်တော်လာပြောရကျွန်တော်နှစ်ချင်းခရင်ရပါဘောင်းနေကင်းပါအာဒုတိယမွေးချင်းခံပြီးတဲ့မီယိုဖလာနှစ်ချင်းခရင်ရဖြစ်ပါတယ်ဒုတိယမွေးချင်းခံပြီးတဲ့မီယိုဖလာ generation 40မြောက်မီယိုဖလာခရင်ရဖြစ်ပါတယ်မီယိုဖလာခရင်ရဆိုတာအရှင်ဝခရင်အခန်းကြီး1အငယ်6ကနေ6 9 8 9မှာ ယောဟန်အမည်ရှိသောသူတို့ကိုဗျာဒခင်စီလို့တော်မူထိုသူကိုအမည်ပြု၍လူပေါင်းတို့သည်ယုံကြည်ခြင်းသို့ရောက်ပြီးတော့ထိုသူသည်တသက်တည်းကံဖြစ်လေအလင်းတော်၏ကြောင်းတသက်တည်းကံခြင်းကလာ၏ထိုသူသည်အလင်းတော်မဟုတ်ဆိုတဲ့အဲ့ဒီယောဟန်ရဲ့နော်နှစ်ချင်းခရိယံကိုပြောတာဖြစ်ပါတယ်မီယိုဖလာခရိယံဆိုတာအဲအဲ့ဒါပါပဲဟမ် God bless you everybody အတ everybody God bless you ကျွန်တော်အပေါ်မှာစာရီတင်ထားလိုက်မယ်ဟိုနေမော်နော် profile အပေါ်မှာ အပို့ဆက်အပေါ်မှာစာနဲ့ပဲရေးတင်ထားတယ်အများကြီးပြောရရင်တင်ရခဲ့လို့ God bless you everybody အဲ Pentecostal day ဟာဝိညာဉ်တော်နဲ့တန်ရှင်သောဝိညာဉ်တော်နဲ့ဗတ္တိဇံခံရတဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့ကဒုတိယမွေးခြင်းကိုခံရတဲ့ရေနေ့ဝိညာဉ်မွေးခြင်းကိုခံရတဲ့ပြည့်စုံတဲ့တပည့်တော်120လုံးကိုပြည့်စုံတဲ့နေ့ဖြစ်တယ်အဲ့ဒါ Pentecostal day ဖြစ်တယ်အဲ့ဒါဟာ born again 120 တပည့်တော်120လုံးကအထက်ခန်းမှာအရှင်သောဝိညာဉ်တော်ဆင်းသက်ပြီးတော့ဗတိဇံခံရတဲ့နေ့ဖြစ်ပါတယ်ဆိုတဲ့အကြောင်းအဲအဲ့ဒါလေးတင်ပြလိုက်တာပါ God bless you everybody